ငင်းချမ်းစွာစုဝေးခြင်းနဲ့ငင်းချမ်းစွာစီတန်းလှက်လှဲခြင်းဆိုင်ရာဥပဒေချမ်းကို ကိုယ်စားလှယ်လင်းဦးဆွေးနွေးခဲ့ကြပါတယ်ဒီသတင်းကိုတော့ဥနေဖြိုးဝင်းကနေပြည်တော်ကနေပေးပို့ထားပါတယ်ရှင်အတိအပြန်လဲရေးဆွဲပြီးတင်သွင်းထားတဲ့ငိမ့်စုစီဥပဒေချမ်းနဲ့ပတ်သက်ပြီးမေလ16ရက်နေ့မြို့သားလွတ်တော်အစည်းအဝေးမှာကိုယ်စားလှယ်လင်းဦးကဆွေးနွေးတာဖြစ်ပါတယ်ဥပဒေပါစီကမ်းချက်တကူးဦးကိုဖောက်ဖျက်သူကို15ရက်အတွင်းတရားစွဲရမယ်ဆိုတဲ့အချက်ကိုရက်30အတွင်းလို့ပြင်ဆင်တဲ့နယ်လို့ကိုယ်စားလှယ်တအူးကဆိုပါတယ် ုံ20နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်ပါတယ်။မိသူမဆိုအီဂိုလေးပါစီပြမတစ်ခုခုကိုဖောက်ပြဲကျူးလွန်တာကထိုးသူကိုတက်ဆိုင်ရာတရားရုံးတို့15ရက်အတွင်းတရားစွဲဆိုတင်ဖို့ရမယ်လို့ဖော်ပြထားပါတယ်။15ရက်ကျော်ရင်တရားမစွဲရဘူးလို့ပိတ်ထားတာရှိပါလား။အဲ့တော့လူမလို့လို့မလို့မလို့လို့ဘဝမျိုးကျွန်တော်တို့နှစ်ပေါင်းများစွာဖြတ်သန်းခဲ့ရတဲ့လူတွေအနေနဲ့သံသေးရရှိပါလား။ ဥပဒေဆိုတာရှင်းလင်းပြတ်သားပြီးတော့တတ်နိုင်တဲ့လောက်တိကျဖို့လိုပါတယ်ဒါကြောင့်မလို့အဲ့ဒီလိုပြတ်တန်းထားမဲ့အစားကျွန်တော်တို့တရားရုံးမထိမ့်မဲ့ရင်ပြုမှုဥပဒေမှာပြတ်တန်းထားသလိုပဲရှင်းလင်းပြတ်သားစေချင်ပါတယ်အဲ့တော့ဒီဥပဒေမှာပြတ်တန်းချက်တရားချက်ကိုကျူးလွန်ခဲ့သည်ဟုအဆိုရှိသောနေမှာစ၍ရပောင်း30တွင်ဆန္ဒရပ်ကိုတော့30လောက်ပြောင်းသင့်တယ်လို့ထင်ပါတယ်ဂျပန်30အတွင်း ေရှုရမည်တမတ်သာသောကာလထက်ကြော်လွန်ပါကမြည်သည့်တရားယုံသာမျှအစိုးပါအမှုကိုလက်ခံရည်ယူဆောင်ရွက်ခြင်းအပြုရာဆိုရင်ဒါဆိုရင်အားလုံးပြတ်တော့ပြောရှင်းလင်းသွားမှာဖြစ်ပါတယ်ဥရေချမ်းရဲ့ငိမ့်ချမ်းစွာစူဝေးခြင်းငိမ့်ချမ်းစွာစီတန်လှည့်လည်ခြင်းဆိုတဲ့စကားရတူရဲ့အတိတ်ဘက်ဖွင့်ဆိုချက်တွေမှာတကူတော်ဆန္ဒထုံးပေါ်သူတွေလည်းအကျုံးဝင်အောင်ပြင်ဆင်မှုကိုယ်စားလှယ်တူကပြောပါရယ်အများပြည်သူဆိုင်ရာနေရာတွေ ိမိသဘောထားဆန္ဒကိုပေါ်ပြရန်အလို့မှာတဦးဓိကဖြစ်စေတဦးထက်ပုံသူများကဖြစ်စေလက်နက်မပါဘဲငင်းချမ်းစွာဆူဝေးခြင်းအစည်းဝေးပြုလုပ်ခြင်းတပိတ်ပြုလုပ်ခြင်းဟောပြောခြင်းဆန္ဒထုတ်ဖော်ခြင်းတို့ကိုလှုပ်ဆောင်ခြင်းနဲ့ပူပေါင်းပါဝင်ခြင်းတို့ကိုဆိုလိုပြီးလို့ကျွန်တော်အနေနဲ့ပြဆင်လို့ပါတယ်ဒါနဲ့ဇက်ဇက်ဒီမှာပဲအပိုင်နဲ့အပိုင်ခွဲကောင်းငယ်မှာပါရှိနေတဲ့ တမခွင့်ပြုသည်ဆိုတဲ့အချက်ကိုပဲဖြတ်ချင်ပါတယ်ရှင်းပိုင်းသရေရပဲကျွန်တော်တို့ပဲဖြတ်ချင်ပါတယ်ပြီးတဲ့အခါဥဒ္ဓပုညပါဆိုတဲ့အပိုင်းလေးကိုကျွန်တော်တို့ကတူဒီကဖြစ်စေတူဒ္ဓပုညကဖြစ်စေလို့ပြင်ဆင်နေကြပါတယ်ကိုယ်စလဲတွေကပြင်ဆင်လိုတာတွေပဲဖြတ်လိုတာတွေကိုဆွေးနွေးခဲ့ပြီးအမျိုးသားလွတ်တော်ဥက္ကဋ္ဌကကိုယ်စလဲတွေရဲ့ဆွေးနွေးချက်တွေကိုဥပဒေကြံကော်မတီကပြန်လည်ကြားနာဖို့ဆုံးဖြတ်ခဲ့ပါတယ်ကျွန်တော်ညွှန်းဝင်ပါ